အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရန်ကုန်တွင်မျိုးပြပြောက်ကြားတိုက်ခိုက်မှုများလျှော့မသွားသဖြင့်စစ်တပ်နှင့်ရဲအရာရှိတို့ချိန်မောင်းခံနေရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရားမဝင်ရွေးကောက်ခွဲရက်နီလာတီတင်တိုင်းရန်ကုန်တွင်မျိုးပြပြောက်ကြားတို့ဤပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုများရွာကျသွားခြင်းမရှိသောကြောင့်စစ်တပ်နှင့်ရဲအရာရှိတို့အချိန်မောင်းဖိအားပေးခံရကြောင်းသိရပါတယ် မင်းအောင်လိုင်ကဇူလိုင်31ရက်တွင်ကာလွန်အစည်းအဝေးခေါ်ယူပြီးနောက်စစ်ကော်မရှင်နှင့်တရားမဝင်အစိုးရအသည့်အဖွဲ့အစည်းကဒီဇင်ဘာ28ရက်၌တရားမဝင်ရွေးကောက်ပွဲအပိုင်း1ပြုလုပ်မည်ဟုကြေညာခဲ့ပါသည်။ဩဂုတ်လမှစတင်ကရန်ကုန်မြို့၌မျိုးပြပြောက်ကြားတို့၏တိုက်ခိုက်မှုများဆိတ်လာသဖြင့်ရန်ကုန်လုံခြုံရေးတာဝန်ကျစစ်တပ်နှင့်ရဲတပ်ဖွဲ့အကြီးအကဲတို့ချိန်မောင်းခံရကြောင်းရန်ကုန်မြို့ရဲတပ်ရင်းမြစ်ထံကသိရပါသည်။ နေပြည်တော်ကနေလှမ်းခောက်တာလို့ကြားရင်ရွေးကောက်ပွဲနီးလာပြီဆိုတော့ဘာတမ်းမှမကြားချင်ဘူးပေါ့အခုကပောက်ကွဲမှုတွေလည်းအရင်ထက်နည်းနည်းပိုများလာတယ်ဘယ်နေရာလှုပ်လှုပ်ဖမ်းမမိတော့ပိုဆိုတယ်အခုအကျိန်းခံနေရတာအုတ်ကြီးတွေရောပြူတွေပါအကျိန်းခံရတာလှိုင်းသားရမှာဆိုမကြသေးဘူးဘုံကွဲတန်ကြပြီးလူမမိရင်အကုန်တန်းစီဖားရိုက်မယ်လို့တပွင့်နဲ့အခက်ကောင်ကအုတ်ကြီးနဲ့ပြူတွေကိုချိန်သွားသေးတယ်ဟုလကောင်ကသတင်းဌာနကိုပြောပါတယ် စက်တင်ဘာလအတွင်းရန်ကုန်၌မျိုးပြပြောက်ကြတပ်ဖွဲ့တို့၏ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု9ကြိမ်မအောင်မြင်သောဘုံဖောက်ခွဲမှု10ကြိမ်နှင့်အတီးပြုတ်ရန်စုံစမ်းနေစေတိုက်ခိုက်မှု2ကြိမ်ရှိကြောင်းရန်ကုန်စကောက်နက်ဝက် RSN ကထုတ်ပြန်ထားပါသည်ညသောအပြင်တိုက်ခိုက်မှုတွေကညဘက်တွင်မှဖြစ်ပြီးတော့ညဘက်မှလူရှင်းနေရတာနဲ့မမိတာကိုစစ်တပ်ဘက်ကမကျေနပ်တောင်းမိရအောင်လေသူတို့စစ်သားတွေကိုယ်တိုင်ကဘုံပြစ်ခံရရင်ကြောက်ပြီးထွက်လိုက်တာမှမရှိတာငါတို့တော့ထွက်မလိုက်ဘူးကျန်တဲ့ကောင်တွေအသေးခံလိုက်ကြဆိုတာမျိုးလှုပ်ချင်တာဟုလက်ကောင်ကဆက်လက်ပြောပါတယ် စက်တင်ဘာနောက်ဆုံးပတ်တွင်ရန်ကုန်တိုင်းအဆင့်စစ်ကော်မရှင်အစည်းအဝေးတွင်ထိုက်ခိုက်ခံရမှုများကိုအရေးပေါ်တုံ့ပြန်နိုင်သည့်အစီအမံများချမှတ်ထားရန်နှုတ်မိန်ပေးသည်ဟုသိရကြောင်း၎င်းကဆိုပါသည်ရှမ်းကုန်းတွင်ဩဂုတ်လအတွင်းပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၅ကြိမ်မအောင်မြင်သောဘုံဖောက်ခွဲမှု၃ကြိမ်နှင့်အတိပြုရန်စုံစမ်းနေစေတိုက်ခိုက်မှု၃ကြိမ်ရှိကြောင်း RSN ကဖော်ပြပါသည်။ရှမ်းကုန်းတွင်ဇူလိုင်လအတွင်းပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၄ကြိမ်ဇွန်လတွင်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု၈ကြိမ်နှင့်လှုပ်ကြံမှု၃ကြိမ် ်မေလတွင်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု9ကြိမ်နှင့်လှုပ်ကြံမှု2ကြိမ်ဧပြီတွင်တိုက်ခိုက်မှု9ကြိမ်နှင့်လှုပ်ကြံမှု2ကြိမ်မတ်လတွင်တိုက်ခိုက်မှု6ကြိမ်ဖေဖော်ဝါရီလတွင်တိုက်ခိုက်မှု6ကြိမ်နှင့်လှုပ်ကြံမှု2ကြိမ်ဇန်နဝါရီလတွင်တိုက်ခိုက်မှု3ကြိမ်နှင့်လှုပ်ကြံမှု2ကြိမ်ရှိကြောင်း RSN ကထုတ်ပြန်ထားပါသည်တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်ကိုရန်ကုန်တိုင်းအတွင်းရှိကမာရွတ်ကျောက်တောင်တိုက်ချီတွန့်တေဒဂုံမြို့တစ်တောင်ပိုင်းဘိုတက်ထောင်မယန်းကုန်းမင်္ဂလာတုံမော်ပီတင်ငန်းကျော် တန်လျင်နှင့်အလုံးမျိုးနယ်တို့တွင်ဒီဇင်ဘာ28ရက်ပြုလုပ်မည့်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးမရန်ကုန်းမြို့နယ်တည်ရက်ကွက်တွင် အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်ကဗရင်နောင်ပွဲယုံဗရင်နောင်လမ်းစုံနှင့်သမိုင်းလမ်းစုံတွင်နေကင်းအချိန်အိမ်စည်းကားဖြင့်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ရှမ်းကုန်းတိုင်းမရန်ကုန်းမြို့နယ်အမှတ်၈ရပ်ကွက်တွင်အုတ်ချုပ်ရည်မှုစိန်ဝင်းမြင့်နှင့်အဖွဲ့ကဗရင်နောင်ပွဲယုံနေမြင့်နှင့်သမိုင်းလန်းစုံတွင်နေကင်းအချိန်အိမ်စည်းကားဖြင့်ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် လူငယ်တချို့ဖမ်းဆီးခံရကြောင်းဖမ်းဆီးခံရသောလူငယ်တအူဤမိတ်ဆွေတအူကသတင်းဌာနကိုပြောကြားပါရယ်မယံကုန်းမြို့နယ်အမှတ်၄ရပ်ကွက်အုတ်ချုံရင်မှုစိန်ဝင်းမြစ်တီ၎င်းဤတပြည့်လူမိုက်များနဲ့အတူဘရင်နောင်ပွဲယုံနေကြီးဘရင်နောင်လမ်းဆောင်နှင့်သမိုင်းလမ်းဆောင်နေရာများတွင်လာဆန်းပိုင်းမှလှလှယ်ပိုင်းအတီး မကြာခဏဆိုသလိုအိမ်စည်းကားဖြင့်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်လေရှိကြောင်းအော်တိုဘာလာတရက်နေ့အုပ်ချုပ်ရေးမှူးစိန်ဝင်မြင့်ကအရက်ဝစ်စစ်သားတချို့နဲ့တူနေကင်းအချိန်တွင်ပင်ပေါ်တာဆွဲဖမ်းဆီးခဲ့သဖြင့်လူငယ်၆ဦးဖမ်းဆီးခံခဲ့ရကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘများကငွေကြေးဖြင့်ရွေးယူရန်ဆက်သွယ်သောအခါငွေမလိုပေစစ်သားလူချင်း၍ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ပြီးငွေပေါ်များသည့်ဟုပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရပါသည်။ပါသွားတော့ဖုံးဆက်လို့ငွေနဲ့ရွေးဖို့လိုက်တဲ့အုပ်ကြီးစိန်ဝင်မြင့်နဲ့တွေ့တော့ ငွေမလိုဘူးလူပဲလိုတယ်ငွေနဲ့ရွေးလို့မရဘူးလူပြောက်သွားလို့ဟိုတိုင်ဒီတိုင်ပြစ်မှာဆိုလို့အင်ကိုအချောင်းကြားပေးတာဆိုပြီးအရွေးမခံဘူးလူလဲတွေးခွင့်ပေးတယ်ဘရင်အောင်စစ်ကြောရေးတက်ကိုပို့လိုက်တယ်ဟုတမိုင်းလန်းဆောင်တွင်ဖက်စီခံလိုက်ရတော့လူငယ်တဦးဤအကိုဖြစ်သူကတရင်ဌာနကိုပြောပါတယ်အုတ်ချုပ်ရည်မှုစိန်ဝင်းမြစ်တီဘရင်အောင်ပွဲရုံနေမြင့်နှင့်ဘရင်အောင်လန်းဆောင်တွင်ဖွင့်လှစ်ထားတော့တဲကိုကမ်းများအနေခမ်းများချမ်းမလဲစက်ကြီးကောက်ယူလေးရှိပြီးရင်းနေရများတို့လာရောက်သည့်လူငယ်များကိုလည်းစင်မူတဲ့အဖြစ်ဝေရောက်ဖန်ဆီးမှုများလှုပ်ဆောင်လေးရှိကြောင်းသိရပါတယ် ဘရင်နောင်ပွဲယုံနေမြင်နဲ့ဘရင်နောင်လမ်းဆုံမှာအုတ်ကြီးစိန်ဝင်းမြင့်ကအရွက်ဝစ်စစ်သားတွေနဲ့ပေါ်တာဆွဲကျင်သလိုဆွဲတယ်။နေကင်းကြောင်တောင်အင်စီကားနဲ့ကားပေါ်ပေါ်တင်ဆွဲတင်ပြီးဖမ်းတော့လူမရရင်မာဆက်နဲ့အနေခန့်တွေကဆင်းလာတဲ့လူငယ်တွေကိုပါဆွဲတာ။သူကမာဆက်နဲ့အနေခန့်တွေစီကဆက်ကြေးကောက်တယ်။စစ်မှုတဲ့အကျုံးဝင်တဲ့လူငယ်တွေလာတာမျိုးရှိရင်အဲ့ဒီမာဆက်နဲ့အနေခန့်တွေကသူ့ကိုပုံဆက်တယ်။အထဲတော်ဝင်မဖမ်းဘူး။အောက်ရောက်တာနဲ့စောင့်ဖမ်းတာဟုအမတ်တရက်ွက်အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်ဤလှုပ်ရှားမှုများကိုသိရှိထားသောသတင်းရင်းမြစ်ကပြောဆိုပါရီ။ ရှင်တို့ဘရင်တော်နေမြင့်နှင့်ဘရင်တော်လန်ဆောင်တွင်ပေါ်တာဆွဲမှုများဆက်ချေကောက်မှုများအပြိုင်ဆိုင်လှုပ်ဆောင်ရင်အုတ်ချုပ်ရည်မှုစိန်ဝင်းမြင့်နှင့်အင်းစိန်ကနာလန်မှဖြူစောတိကောင်းဆောင်လူမိုက်ကျင်ဟုတ်တို့အကြရံပွဲများဖြစ်ကြကြောင်းသိရပါသည်။အုတ်ကြီးစိန်ဝင်းမြင့်တပည့်စင်မလိုက်သားနန္နာအောင်နှင့်လူမိုက်ကျင်ဟုတ်တပည့်တို့မေတာကီလန် KTB SPA မှဆက်ချေလာကောင်းလူလာဆွဲရင်နဲ့ပြဿနာတက်ကြတဲ့ကျင်ဟုတ်တပည့်ကနန္နာအောင်ကိုဓာတ်နဲ့ထိုးတဲ့နန္နာအောင်ကရှက်တိပြီးခုံချထွက်ပြေးရတဲ့ အဲ့ဒီလိုတွေဖြစ်ကြတာဟုမယန်းကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်နေသောသတင်းရင်းမြစ်ကဆိုပါတယ်မယန်းကုန်းမြို့နယ်တွင်အမတ်တရက်ကွက်အုပ်ချုပ်ရေးမှုစိန်ဝဲမြင့်ကစစ်တပ်နှင့်ပူးပေါင်း၍ပေါ်တာဆွဲမှုများလှုံ့ဆော်ခြင်းဖြစ်ပြီးအနှိမ်ခံမားဆက်များကိုပါလိုင်းကျေကောက်သဖြင့်မယန်းကုန်းရဲများနှင့်အုပ်ချုပ်ရေးမှုများအကြားအဆင်မပြေမှုများရှိနေကြောင်းသိရပါတယ်ထို့တော်လည်းစစ်တပ်၏ကြောထောင်းနောက်ခံပေးထားမှုကြောင့်စိန်ဝင်းမြင့်ရန်ကားကွင်းရရှိနေကြောင်းသိရပါတယ် လမ်းတွေမှာပေါ်တာဆွဲရင်လူမရရင်မဆက်တဲ့အနေထမ်းဘက်ကိုလှည့်တာပဲအခန်းကဆင်းလာတာနဲ့ဆွဲတာပဲစေဝင်းမြင့်ကဘရင်နောင်နဲ့မယန်းကုန်းတိရက်ွက်မှာရှိတဲ့ရှားအိမ်မှုများနဲ့ပြူစောတိတွေကိုပေါ်တာဆွဲပြီးဆိုရင်အုတ်လိုက်ကြီးထွက်တာအုတ်ကြီးကစစ်တပ်ကိုကြောထောင်းနောက်ခံလှုပ်ထားတော့မယန်းကုန်းအောက်စခန်းကရဲတွေပါဘာမှမပြောရဲကြဘူးရဲတွေအားလုံးကလည်းသူတို့စားအခွင့်တွေကိုစေဝင်းမြင့်ဖြတ်ခုန်နေတာတိလဲငြိမ်ခံနေရတာပဲဟုမယန်းကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်သောသတင်းရင်းမြစ်ကဆိုပါတယ် အမတ်တရက်ကွက်စိန်ဝင်းမြတ်မှာလှဆင်စစ်တပ်အတွက်စစ်မှုထမ်းလူတင်များကိုမိမျိုးစုံဖြင့်ပေါ်တာဆွဲဖမ်းဆီးရှာပေးနေသဖြင့်မြို့နယ်နှင့်နေပြည်တော်စစ်တပ်ကအားကိုးရသော အုပ်ချုပ်ရေးမှုတအုပ်ဖြစ်လာကြောင်းသိရပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းသာကြပါစေရှင်။